ခြားသာလဲရှိသမင်းလဲမိန်သေးတယ်ပဇွန်စီချက်နီးလေးကိုမျှဝေသွားမှာဖြစ်ပါတယ်မိမိကပဇွန်မတုံးညင်ကိုအစီပဲတုံးညင်နေဆိုရင်လည်းတုံးနိုင်ပါတယ်ဒါကတော့ကျွန်မရဲ့ပဇွန်လေးတွေပါကိုကိုစိတ်ကဝင်လာတာ169ပဲပြရတယ်ဒါကပဇွန်စီပါတော်ဝဲပဲတုံးမယ်ဂျန်နဲ့တော်ကိုတင်ထားမယ်ဘုံဘတ်တုံးစားခြင်းလို့ရှိရင် ပဇွန်စီကကျောင်းမီလာတရားပေါင်းကျင်လာရှိတယ်ပေါ့နော်ကျွန်မပေးရအဲ့ဒါကိုကျွန်မတော့တော့တော့ခွဲလိုက်တာပေါ့နော်သူကလည်းအဲ့မှာပဇွန်စီနဲ့ကဏန်းစီနှစ်မျိုးရတယ်။သွားကြည့်လိုက်တဲ့အခါမှာပဇွန်စီကပိုတက်တာတယ်ကဏန်းစီကတအားစီကြီးရရှေ့ကနာနေပါကတ်တယ်ပေါ့နော်ခေါင်းရကျောင်းရှေ့ကနေပါကတ်တယ်ရှေ့အဲ့တော့ကျွန်မဝယ်လာတဲ့ပဇွန်စီကိုနှစ်ခုခွဲချလိုက်တယ် ဖွဲ့ချလိုက်ပြီးတော့တကူကိုခဲထားမင်းတကူကိုကျွန်မချက်စားပါမင်းရှိဒါကတော့ချက်သုံးအဖြူနေပါချင်းလုံးဝမထင်ပါဘူးနော်ချက်သုံးအဖြူနေများများကိုကျွန်မဒီမှာကျိတ်ဆက်နေကျိတ်ပါတယ်ဆက်နေမို့ဘောရှင်လက်နဲ့ဆွဲတာပေါ့ကျိုးဆွဲပါရှင်ပြီးတော့ရင်ဒါကတော့ကျမရဲ့အိုးလေးပါအဲ့သေးကိုကျမစီမြမြထဲတယ်မြမြထဲမှာစီပြန်ပါရှင် ကျမကအုံးစီတုံးတယ်နော်ဒီမှာအုံးသီးပြတာပါတယ်ခေါင်းလိုက်စီတဲ့အုံးစီမုံနော်စားတဲ့စီနော်တချို့မသိမှဆိုလို့ပါစနင်းထဲတဲ့ကြိတ်ထားတဲ့ကြက်တော်အဖြူအနီကျမထည့်ပါတယ်ပြီးတော့ရင်တော့မွေးနေအောင်စီတပ်မရှိစစ်တုံလေးတွေမွေးပြီးတော့နွန်လာတဲ့နေထိုင်ရောက်တဲ့ဒီစီတပ်ပါမယ်စီများလေးစားကောင်းလေးပါကျမကစီကြောက်တဲ့အတွက်နည်းနည်းလေးရှော့ထဲထားတာပါဒါပေမဲ့လို့စီမင်းများထဲတဲ့လူအတွက်ကတော့အရန်ကိုစားကောင်းမယ်အရာတခုကိုရရှိမှဖြစ်ပါတယ်ရှင် ။ရောင်တင်မှုမှာအရောင်တင်မှုကိုတော့ကျွန်မထမင်းစားစွန်းနဲ့တစုံထည့်ပါတယ်။မိမိကပို့ပြီးအရောင်ရဲကျင်နေဆိုရင်တော့ပို့ပြီးတော့အရောင်ရဲရဲလေးညံ့ညားလေးထည့်နိုင်ပါတယ်ရှင်။ဒီမှာကျက်သွန်လေးတွေကျွတ်လာပြီးမွှေးလာတဲ့အနေအထားဆိုရင်တော့ပဇွန်စီထည့်ရမှာဖြစ်ပါတယ်ရှင်။ကျမကတော့ဒီမှာပဇွန်စီတဝက်ဖယ်ထားတာကိုထည့်လိုက်တယ်။တဝက်ဆိုပေမဲ့အများကြီးပဲမလို့ရယ်။အများကြီးမှအများကြီးပဲ။ပဇွန်စီကလည်းအနှံ့အလဲမွှေးပြီးတော့စိတ်နေရပါရှင်။ နောက်များကြုံရင်နေကျွန်မအဆက်ဆက်ပြီဆိုတဲ့ဟာလေးနဲ့ပဇွန်စီလေးကျွန်မထုတ်ပေးမယ်ပလင်းလေးတွေနဲ့လေပဇွန်စီကိုစီပြန်တဲ့အထိကျွန်မတို့တဲမှာဖြစ်တဲ့အတွက်ပဇွန်စီတွေကိုကျွန်မရေးလေးနေနေထည့်လိုက်တယ်အများကြီးမထည့်ဘူးเนาะနည်းနည်းပဲနောက်တစ်ခုကပဇွန်ပါပဇွန်ကတော့ကျွန်မအဲ့တကီလိုတထုပ်ကိုနည်းနည်းလေးတဖက်မှာဖဲပြီးတော့တူတွေကိုအရသာမုံထည့်တယ်ဒါကငမ်းမြိုင်အနေငယ်ထည့်တယ်စာလီနည်းနည်းလေးပါရုံလေးပဲထည့်မယ်နော်အများကြီးမထည့်ဘူး ခပ်ပုတ်ပေါ်ပဲဒီမှာဒီမှာလောက်သွားမှာဖြစ်တယ်။ဘဇွန်စီလေးကိုလေစီလေးပြန်နေအောင်ဒီမှာဒီမှာ15မိနစ်လောက်အဲ့လိုပဲရောင်မလေးနဲ့ထိုးပြီးတာပေါ့နော်။ဘဇွန်စီလေးကစီလေးပြန်လာပြီအဲ့လိုမျိုးလေးဖြစ်လာပြီဆိုရင်တော့ဘဇွန်လေးအင်းငယ်ထည့်လိုက်တယ်။ထည့်ပြီးတော့တစ်ဖက်မှွေမယ်။ဘဇွန်ကလည်းမှွေဘဇွန်စီကလည်းမှွေပြီးတော့လေတအားကိုအနံ့ကတအိမ်လုံးမှာဘိုက်စာနဲ့အနံ့ပေါ့ရှင်ဒီဘဇွန်စီလေးကခေါင်းဆွဲနေပဲတောက်စားစားမုံပဲနေပဲနေစားစားထမင်းဖြူလေးနေပဲနေစားစား စားကောင်းတဲ့အရာလေးပေါ့ရှင်။ဒါကတော့ဘူးစီချက်ကလေးပါစီကတော့အနည်းဆုံးအသုံးပြုတာပါတယ်။ဒါပေမဲ့လို့ကျမကလေးအရောင်လေးနည်းနည်းလှချင်လို့အပေါ်ကနေပြီးတော့ချစ်တမိန်လေးလိုက်ပြီးနည်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 းညှက်လိုက်တာပေါ့ရှင်။အဲလိုလဲဆိုသူစိတ်စိတ်လေးပါမှကျမရဲ့ဒီ food decoration ကလာမှာ哦အဲဒါကြောင့်စင်းစင်းလေးညက်ပြီးတော့ထဲလိုက်တာပေါ့ရှင်ကျမနဲ့အတူထမင်းစားကြပါအောင်ရှင် အလုံးမင်းမင်္ဂလာပါဒါကပဇွန်အစီချက်ထားတာပါစားခြင်းကြရင်ရွှေစီပါကျောင်းမင်းစားထိုင်တော့ပူးချလိုက်မယ်နော်ပြီးတော့အာကျမဟာပါလူစင်းနဲ့ထမင်းနဲ့နေစားခြင်းတော့ပါ ဒါကတော့ဘဲတော့ရှိပါဘဲတော့ရှိကိုကျမတို့စွတ်တုံမိန်နဲ့ကြော်တာပါချိုးနေရလောက်ထားကြည့်ပါနော်ဒါကကျမရဲ့စွတ်တုံတုံလေးပါကျမမှာအိမ်မှာဖြစ်တဲ့အတွက်ပွန်တိုမာကငပိရံငင်းလို့ပါဒါကြောင့်မို့ကျမစွတ်တုံတုံလီမွန်နဲ့စွတ်တုံတော့ပါတယ်မမြင်ရမှာဆိုလို့ပါကျမခမင်းပွဲ စားကြပါအောင်ပဇွန်စီနဲ့အရင်ဆွဲမယ်နော်ပဇွန်စီနဲ့အရင်ဆွဲပါမယ်ဆွဲကြည့်နေပါတယ်ပဇွန်စီနဲ့嗯，Oh my God！啊，嗯。 48ရက်စာရက်ထားတာပါအခုမှပြန်စစားတာပါနေရာသလုံးအတူတူပါပဲမတဘောင်းပြစုံစီနဲ့မစစားနဲ့ဟိုင်းတွင်းလေးလေးပြစုံစီကျမ brand နဲ့ပလင်းထုတ်လို့ဟွန်း Oh mình còn, Mm. Đâu sao gì bạn đó. Thank you bye.